ထိုင်းတောင်ပိုင်းမှာနေထိုင်သူတွေပြီးခဲ့တဲ့အင်္ဂါနေ့ကခါးထိနှက်တဲ့ရေထဲသွာလာနေကြပါတယ်။မိုးသည်ထန်စွာရွာသွန်းမှုကြောင့်အ धिक ခီးသွားအလာများရာမြို့မှာရပ်ပေါင်းများစွာရေမြုပ်နေပြီးလူအများဟာလည်းအိမ်နေဟိုတယ်တွေမှာပိတ်မိနေကြပါတယ်။ဒေသတွင်းအနည်းဆုံးလူ73ဦးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။အင်္ဂါနေ့မှာဆိုရကစွန်ခလာပြည်နယ်တောင်ပိုင်းကိုအရေးပေါ်အခြေအနေကြေညာခဲ့တာပါ မိုးလေဝသဌာနကလည်းအခုတစ်ပတ်အတွင်းမိုးကြီးပြီးရေလွှမ်းမှုနိုင်တယ်လို့ကမှန်ထားပါရယ်။ကဘာလက်ခီးသွားတဲ့အဓိကလာရောက်ရာနေရာဖြစ်တဲ့တောင်ပိုင်းဒေသဟတ်ရိုင်မှာမိုးတဲထန်သွားရွာသွန်းပြီး ရေတွေတဟုန်ထိုးစီးဆင်းလာခဲ့ပါရယ်။ရေပြည်တံခံရတဲ့ပြည်နယ်၄ခုမှာအ ਨੇ ဆုံးလူ၃၃ဦးသေဆုံးခဲ့ရာကြောင်းတဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရောဘာတပ်သားရေးဌာနကပြောပါရယ်။မကြသေးခင်ရက်တွေအတွင်းအခြေခံသတင်းဌာနတွေကပြသခဲ့တဲ့ ရုပ်တံသတင်းတွေမှာ ရေထူးကဲစွာကြီးနေတဲ့ဟတ်ရိုင်မှာလူတွေကို လေတွေရေထဲသွားတဲ့မော်တော်ဆိုင်ကယ်တွေစစ်ထရက်ကားတွေနဲ့ကဲထုတ်နေတာကိုတွေ့ရပါတယ်။လူတချို့ကတော့လေမှုတ်သွင်းလို့ရတဲ့ကလေးတွေကစားတဲ့ရေကူးကန်ငယ်လေးတွေထဲမှာကလေးတွေတင်ပြီးဘေးလူရာတည်သွားနေတာကိုတွေ့ရပါတယ်။ကျမတောင်းတင်ပိတ်မိနေတာလေးရကြတယ်လို့ခေါင်းစုပ်ခြုံတယ်ဝတ်ထားပြီးကလေးကိုထီအောင်မှချီထားတဲ့မျိုးရင်းအမျိုးသမီးတူကဒေသခံရုပ်တံသတင်းဌာန TNN ကိုတင်လာနေမှာပြောပါတယ် ကျမကမွေးကင်းစာကလေးရှိလို့ထွက်ဖို့ဆုံးဖြတ်လိုက်တာရေတွေထက်ကြီးမှကိုကြောက်တာလဲပါတယ်လို့သူကဆိုပါတယ်အဲ့ဒီအမျိုးသမီးသူ့ကလေးနဲ့အိယာပေါ်လဲနေတဲ့မိခင်ဖြစ်သူတို့ကိုလှေနဲ့ကဲထုတ်ခဲ့ရတာပါပြီးခဲ့တဲ့ပတ်ခြားသာရင်းနေကလေးကစွန်ကလာမြို့မှာရှိတဲ့အိမ်တွေကကဲတင်ခဲ့ရတဲ့လူအရေအတွက်ဟာထောက်နေရာကျော်ရှိပြီဖြစ်တယ်လို့ပြည်နယ်ပြည်သူ့ဆက်ဆံရေးဌာနကပြောထားပါတယ်မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ ကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ